ဒီနေ့ကတော့ရေကောင်ထွက်ခင်သွားမှာပဲဖြစ်ပါတယ် let's go အဲ့တဲ့လိုက်ပူရမှာပင်နေမောင်မကြီးသွားလေကြမှာပဲဖြစ်ပါတယ်ဟိုမှာဘာမှမရှိတော့စားစရာတောက်စရာလည်းပဲဝယ်သွားကြပါရဲ့။အင်းအနေနဲ့ကလမ်းလျှောက်ထွက်လာတာဆိုတော့ရက်ွက်ထဲကအတက်နဲ့ရှားထွက်နေပါလိမ့်။ရှောက်ရင်းနဲ့တိုးဆက်တော့ရောက်လာပြီပေါ့နော်။ရှစ်ကနေတိတိရှောက်အောင်ပါပေါ့နော်။တစ်ကိုရောက်ရင်တော့ရောက်ပါပြီ။လမ်းတက်လျှောက်မှာစီပြူတီးပြနေရတော့အများကြီးပဲ။ တောထဲကိုရောက်လာပြီမဲ့ရေကန်လန်းဦးတော့ခုမှရောက်တာပါမိုးရတီမိုးလို့လေဘွားပေါက်နေပြီမဲ့ဒီတောအဆမှာတော့လမ်းနေရာတော်တော်ကောင်းသေးတယ်တချို့ကလည်းဆိုင်ကနေတော့ကြတယ်ဒါပေမဲ့ဒီနေ့က tracking ဆိုတော့ကျမတို့ကလမ်းလျှောက်သွားမှာပါလမ်းတစ်လျှောက်ကောက်အောင်လေအရန်တာရတာပုံမှန်ဆိုလို့ရှင်စမ်းကြောင်းနေရာကြီးနေရာအခုကမိုးရထားတော့ဘွဲ့ရည်လိုဖြစ်နေတာပေါ့နော်မိုးများော်လေအမတောင်မောင်းမြည်လေပြုတ်နေရော ော့လာလို့မရဘူးပေါ့ရှစ်ကနေတော်တော်ရှောက်လာတာအောင်ခုငါရေအီကျိုးဝိုင်းတဲ့တော်ထဲမှာလေဖုန်းလိုင်းကတခုမှမမိပါဘူးတချို့နေရာတောက်ဆုံးလေးတွေမှာ MPD လေးနည်းနည်းမိတယ်အဲ့တော့ဆက်သွယ်ဖို့အတွက်တော့အခက်အခဲရှိနိုင်ပါတယ်ငိုရင်းဆိုတော့ဘွက်ကတော့ဘယ်ပြောကောင်းလဲရှေ့ပေါက်တာပေါ့တရားတော့ကျမတို့မော်နမတွေဘွက်တော်ကိုစူးစမ်းပြီးဖြတ်ကျော်နေကြတာပါ ရေကန်ဆိုတာလေကလောတမျိုးလုံးရေအတိကပေးဝေးတဲ့နေရာပါသွားတဲ့လမ်းတစ်လျှောက်မှာတော့ဒီလိုမျိုးစိမ့်ဆန်းနေဒီလိုဆန်းချောင်းပုံစံမျိုးတွေကိုတောက်လျှောက်တွေ့ရမှာဖြစ်ပါတယ်။ရှောင်းရင်လည်းနှစ်ကိုရောက်လာပြီ။တက်ကတော့ဘယ်နောက်မှထောင်တာလည်းမသိဘူးခုတော့ရေကောင်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်ဘူးမှမတွေ့ရပါဘူးနဲ့ဒီနေ့ကရုံးပိတ်ရသွားတာဆိုတော့ကျွန်တော်တို့ထက်စောပြီးရောက်နေတဲ့အဖွဲ့တွေတွေ့ခဲ့ပါတယ်။ မောင်လေးတွေကတော့ရေကူးအစီအစဉ်နဲ့ကျမတို့ကတော့တက်ဖက်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗလော့လေးတွေကိုလည်းအားပေးကြပါအောင်ရှင်။ဟာရှိလား။